။အရောက်ထင်းနေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုရကျင်လေရပဝင်ခြင်းမှာတန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်။ရှင်ကွဲကွဲခြင်းတို့တေကွဲကွဲခြင်းတို့ဆိုတာဘဝရှိရင်ဂျုံကိုဂျုံမဲ့အရာဒီနေ့မဂျုံသိရင်နောက်နေ့ဂျုံတာဂျုံရတာပဲအဲ့တော့ဆိုတော့ ဒါတွေအလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးတွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းဘင်းကိုခဏခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုံနဲ့ဘာမှအကျိုးမရှိဘူးတရားတကြည်ဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာ ိုနဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမြတ်တာပေးနားလည်မှုတွေပေးပြီးတော့တာဆက်ပြီးတော့ရှင်းတယ်။တစင်းကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်။